အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီဗျူလေးမှာတော့ကိုရီးယားနိုင်ငံမှာကျွန်တော်လက်ရှိလုပ်နေတဲ့အလုပ်နဲ့လစာဘယ်လောက်ရလဲဆိုတာကိုဘူဒူရအနေနဲ့ပြောပြပေးသွားမှာပဲဖြစ်ပါတယ်ကျွန်တော်က E9 visa ကုန်ထုတ်လုပ်ငန်းနဲ့ကိုရီးယားကိုရောက်ရှိလာပဲဖြစ်ပါတယ်ကျွန်တော်အခုလက်ရှိအလုပ်လုပ်နေတဲ့စက်ယုံကတော့မိသားစုစက်ယုံလို့ခေါ်ကြတယ်အသေးစားစက်ယုံမျိုးစားပဲဖြစ်ပါတယ်ကျွန်တော်တို့စက်ယုံမှာစုစုပေါင်းဝင်နဲ့ဆယ်ယောက်တာရှိပြီးတော့စက်ယုံငန်းမှာစီးရင်ခိုင်အဖြစ်၂ယောက်ရှိပါတယ်ကျွန်တော်တို့လုပ်ငန်းဝင်မှာတော့စက်ယုံမှု၁ယောက်ကျွန်တော်တို့မြန်မာလူမျိုး၅ယောက်နဲ့ဗီယက်နမ်လူမျိုး၂ယောက်နဲ့လဲပတ်နေရပဲဖြစ်ပါတယ် အလုပ်ချိန်ကတော့တနင်္လာနေ့တောက်ကြနေ့ဒီမနက်၈နာရီကနေညနေ၅နာရီထိအလုပ်လုပ်ရပါတယ်အချိန်မိုးရှိမယ် OT ရှိမယ်ဆိုလို့ရှိရင်တော့၈နာရီထိအလုပ်လုပ်ရပါတယ်နေ့ကင်းထမင်းစားချိန်ကတော့နေ့လယ်၁၂နာရီကနေပြီးတော့တစ်ချက်ထိဖြစ်ပါတယ်နားချိန်နေရာတော့မနက်၈နာရီတို့မှာတခါ coffee time နေနဲ့၁၀မိနစ်နားပါတယ်ညနေ၃နာရီခွဲမှာတခါ coffee time နေနဲ့၁၀မိနစ်နားပါတယ်လာစာနေနဲ့ကတော့ကျွန်တော်တို့အခြေခံလာစာကတော့ကိုရီးယား130မြန်မာငွေ360ဝန်းကျင်ဖြစ်ပါတယ် အချိန်မို့ OD ဂျင်းနဲ့ပေါင်းလိုက်မယ်ဆိုလို့ရှိရင်တော့ကိုရီးယားဝမ်29ဒိန်း28ဒိန်းမြန်မာငွေ80ဝန်းကျင်ရရှိမှာပဲဖြစ်ပါတယ်ကျွန်တော်စက်ယုံရဲ့အဓိကလောက်ရတဲ့အလုပ်ကတော့ pre broker စက်ယုံတွေမှာ pre broker တွေကိုထုတ်ပို့တဲ့အခါအသုံးပြုတဲ့ jet set ကူ gattu set ကူကိုကျွန်တော်ကဆាយရိုက်ပေးရတာပဲဖြစ်ပါတယ်အဲတော့ကျွန်တော်ကကျွန်တော်နောက်မှာမြင်နေရတဲ့ set ကိုအသုံးပြုပြီးတော့ကျွန်တော်ကဘလို့ဆាយရိုက်လဲဘာတွေလောက်ရလဲဆိုတော့ကျွန်တော် debut link မှာဘူးသူရအနေနဲ့ပြောပြပေးသွားမှာပဲဖြစ်ပါတယ် ုမြင်နေရတာတော့ကျွန်တော်ဆိုင်ရမဲစကူတွေကိုဖောက်ကလင်းနဲ့တဲလာတာပဲဖြစ်ပါတယ်ဒီဆာရွက်အဝါလေးမှာ ပါတဲ့အတိုင်းကျွန်တော်ကဆာလုံးတွေကို မြင်နေရတဲ့တန်လုံးမှာကတ်မှာပဲဖြစ်ပါတယ်ဒီဆက်ကတော့မှီရင်နဲ့ဆီလီကွန်ဆာလုံးတွေကိုအသုံးပြုပြီးထားရိုက်တဲ့ဆက်ပဲဖြစ်ပါတယ်ဆာလုံးတွေကဆီလီကွန်ကိုဆာလုံးပုံစံပုံဖော်ထားတာပဲဖြစ်ပါတယ်။ ။ဆာလုံးကတ်တဲ့အခါမှာတေချာဂီယူးဆိုင်ပြီးမှန်ကန်အောင်ကတ်ရပါတယ်။ဆာလုံးစားကတ်တဲ့အချိန်မှာမှားသွားရင်စက်ကူအချက်ရည်အများပြားပြည့်စီပြတ်ထွက်နိုင်တာကြောင့်ဖြစ်ပါတယ်။စာလုံးတွေကပ်ပြီးွားပြီဆိုရင်တော့စက်ကူပေါ်မှာဆိုင်ရိုက်မဲ့နေရာကိုချိန်ရမှာပဲဖြစ်ပါတယ်။ ခုလိုမျိုးချိန်ပြီးွားရင်တော့ပထမအောင်ဆုံးတစ်ချက်အနေနဲ့စာရိုက်ကြည့်ပြီးကတ်ခဲ့တဲ့စာလုံးတွေမှန်မှန်မှန်ကိုဆက်ရပါတယ်။စာလုံးတွေအားလုံးမှန်ပြီဆိုရင်တော့ကျွန်တော်တို့ကစာရိုက်မဲ့စကူတွေကိုဆက်ပေါ်တင်ရပါတယ်။ ခုမြင်နေရတာတော့ကျွန်တော်စကူတွေကိုတစ်ချက်ချင်းစီဆက်တယ်ကိုထည့်ပြီးဆိုင်းရိုင်းနေရပဲဖြစ်ပါတယ်။

ါတော့ကျွန်တော်ဆ ਾਇ ရိုက်ဗီတာဆက်ကူတွေကိုအပြင်ဘက်ကိုဖယ်မှာဖြစ်ပါတယ်ကျွန်တော်လက်ရှိလုပ်နေတဲ့လုပ်ကတော့စကူဆိုင်မျိုးစုံကိုဆားရရတာပဲဖြစ်ပါတယ်။ကျွန်တော်ဆားရိုက်လိုက်တဲ့စကူတွေဒီဘက်ကနေထွက်လာတာပဲဖြစ်ပါတယ်။ ုမြင်နေရတဲ့စက်ကူလိုမျိုးသေးတဲ့စက်ကူဆိုရင်တော့ကျွန်တော်ကလက်နဲ့ပဲမပြီးတော့ဖယ်ရပါတယ်စက်ကူဆိုင်အသေးရနေပြီးတော့အကြီးထိတနေ့ကိုအချက်၄00ကနေပြီးတော့9000လောက်ထိဆိုင်ရရတာပဲဖြစ်ပါတယ်ဒါကတော့ကျွန်တော်ကိုရီးယားမှာအခုလက်ရှိလုပ်နေတဲ့အလုပ်ပဲဖြစ်ပါတယ်အားလုံးပဲအလုပ်ကိုင်းနေအဆင်ပြေနိုင်ကြပါစေခင်ဗျာ